調査ချင်းစိတ်ကိုဖြစ်စည်းတဲ့အရာကိုကိုအကြီးကျယ်စိတ်ဓာတ်ကျစေတဲ့အရာတစ်ခုရှိတယ်။သူများနဲ့တွားပြီးတော့မှနှိုင်းရှင်မိတာမျိုးစိုးလည်းခဏခဏဖြစ်တယ်။တင်တန်းနေတက်တဲ့အခါမှာဆိုရင်အွန်လိုင်းနဲ့တွေ့ရတယ်။လုပ်ငန်းတွေအများကြီးလောက်ကိုင်းတယ်ဝန်ထမ်းတွေအများကြီးကိုဦးစီးပြီးတော့လောက်ကိုင်းတယ်သူတို့လုပ်ငန်းတွေကိုဘယ်လို management တွေလုပ်ကြဆိုတဲ့အကြောင်းတွေမျိုးတို့ကြားရတွေ့ရတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကိုကြည့်ပြီးတော့ကိုယ်နဲ့နှိုင်းရှင်မိတယ်။သူတို့လို့ ောက်ပုံကတော့အများကြီးလိုသေးတယ်ဆိုတဲ့အတွေ့အမျိုးပေါ့နော်အဲ့လိုဖြစ်ပုံကအများကြီးကြိုးစားအောင်မယ်ဆိုတဲ့နှိုင်းရှင်မှုတွေပေါ့နော်ဒီလိုမျိုးတွေတွေ့ရတဲ့ဆိုရင်အကြည်တက်ပြီးပျောက်သွားပြီးတော့ကြိုးစားခြင်းစိတ်တွေလည်းမရှိတော့ဘူးစိတ်သက်ကြတဲ့လိုမျိုးခံစားရတယ်ပေါ့နော်အဲ့ဒီအခါမှာမျိုးကိုကိုကိုအများနဲ့ပြန်ပြန်သက်တာလူတွေမှာတယောက်နဲ့တယောက်တော်တဲ့အရင်ချင်းတွေလုံနိုင်တဲ့စွမ်းအားတွေအခြေအနေတွေပန်းတိုင်တွေမတူကြဘူးသူတို့တွေလမ်းခဲ့တဲ့ခြေလမ်းနဲ့ကိုယ်တွေလမ်းခဲ့တဲ့ခြေလမ်းနဲ့မတူသလိုသူတို့ရဲ့ရည်မှန်းချက်နဲ့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့လည်းမတူဘူးပေါ့နော် ော့လောကကြီးမှာလူတိုင်းရဲ့အခြေအနေတွေလူတိုင်းရရှိပိုင်ဆိုင်ထားတဲ့အရာတွေဒါတွေအကုန်လုံးမတူညီကြဘူး။ကိုယ်နဲ့မတူတဲ့တခြားတယောက်ကိုအမြဲတမ်းကိုကလိုက်ပြီးတော့မှနှိုင်းရှင်နေမယ်ပြိုင်နေမယ်ဆိုလို့ရှိရင်စိုးချိုးခံစားမှာကိုယ်တိုင်ပဲပေါ့နော်။အဲ့တော့ကို့အခြေအနေကိုကိုလက်ခံနိုင်ဖို့လို့တပူကို့အရင်အချင်းတွေကိုလုံနိုင်ခဲ့တဲ့အရာတွေကိုလည်းချီးမွမ်းတတ်ဖို့လို့လည်းချီးကျူးတတ်ဖို့လို့ပဲပေါ့နော်။အဲ့တော့ညိုကတော့အများနဲ့ပြန်တွေးဖြစ်တာကြတော့ကိုလုံနိုင်ခဲ့တဲ့အရာတွေကိုပြန်တွေးတယ်ပြန်စဉ်းစားတယ်အဲ့တော့ တော့ငါရဲ့အခုလက်ရှိအခြေအနေမှာလည်းကျင်းတဲ့စရာတွေအများကြီးပဲဆိုတာမျိုးတွေ့လာရတယ်ပေါ့နော်ဒါဆိုရင်ကို့အတွက်ရှေ့ဆက်ဖို့အင်အားတွေဆိုတာလည်းရလာစီတယ်။ဒါကြောင့်ဒီဗီဒီယိုကြည့်ရတဲ့သူတွေမှာလည်းမျိုးလိုမျိုးတယောက်ယောက်နဲ့နှိုင်းရှင်မိပြီးတော့မှကို့အတွက်စ조사ဖို့အင်အားတွေဆုတ်လျော့သွားတယ်ဆိုလို့ရှိရင်တော့ကို့ဘဝမှာကိုလုံနိုင်ခဲ့တဲ့အရာတွေကိုအမြင်ခဲ့တဲ့အရာတွေပြန်ပြီးတော့တွေးကြည့်ပါပြောကြည့်ပါကို့ထက်တာတဲ့သူတွေရှိတယ်လို့ကို့လောက်အဆင်မပြေတဲ့သူတွေလည်းရှိတယ်ဒီလိုမတူညီခြင်းဆိုတာကဘာဝတရားဆိုတာ ဆိုတော့အဲ့လိုလေးတွေးကြည့်တဲ့အခါမှာမျိုးတို့အတွက်အရန်ကိုစိတ်ချမ်းသာပြီးတော့ကိုသွားရမယ့်လမ်းကိုပို့ပြီးတော့မှအားလုံးဆက်နေစီပါလိမ့်မယ်နော်ဆိုတော့ညိုဗီဒီယိုလေးကအကျိုးတစုံတရာရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိရဲဆောင်းတော်ညို yes လို့ရေးခဲ့ပါဦး share ပေးဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်